်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ရှီဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့ပကံမျိုးအကြောင်းကိုအချင်းချင်းအဖင့်တင်ဆက်ပေးပါရစေရှင်ရှီဟောင်းအမွေအနှစ်နင်းမြများအနက်မှတစ်ခုဖြစ်တဲ့ပကံဒေသဟာမန္တလေးမြို့မှာ၄နိုင်ကြားသွားရပြီးမြန်မာနိုင်ငံ အလဲပိုင်းမှာတည်ရှိပါလိမ့်လေဝင်ယောတန်တញ្ញញံပကံဖျားပေါင်းဆိုတဲ့အတိုင်းဖျားစီရီကြီးငယ်ပေါင်း 2200ကျော်ရှိပြီးအံအားသင့်ဖွယ်ရောက်ပြီးသူကလက်ရများနိုင်ရင်စီ ပကြီးများကိုလေ့လာနိုင်ပါသည်ပကန့်ခေါ်တန်ပဒီပဟာမြန်မာနိုင်ငံ၏ပထမဆုံးဧကရစ်နိုင်ငံတည်ထောင်ရာရိုးတော်အဖြစ်တမိုင်းအရာတည်ရပါသည်ပကန့်နိုင်ငံတော်၏အဖွံ့ဖြိုးဆုံးအချိန်ဖြစ်သည့်စတေးရာစုမှ73ရာစုအတွင်ဗုဒ္ဓဘာသာဖျားဂုပထိုးတွေဇေဒီတွေနဲ့အုံတော်ကြီးကျောင်းတထောင်ကျော်ကိုတည်ထားခဲ့ပါလိမ့်ပကံမင်းဆက်များအနက် အစောပိုင်းမင်းဆက်တွေဟာပါဇက်ရာဇဝင်တွေအဖြစ်သာရှိပြီးအနောယထာမင်းလက်ထက်မှသာတိကျသောအထောက်အထားတွေတွေ့ရှိခဲ့ရပါသည်။အနောယထာမင်းမတိုင်မီကပင်ပကံမာသာသနာရေးအဆောက်အအုံတွေတိထားကိုးကွယ်ကြတဲ့အထောက်အထားတွေရှိခဲ့ပါသည်။အနောယထာမင်းကြီးလက်ထက်မှာမင်းကြီးဟာရှင်အရဟံနဲ့တွေ့ဆုံပြီးစစ်မှန်တဲ့တရားတော်ကိုနာကြားပြီးနောက်လွဲမားတဲ့အရေးကြီးကိုးကွယ်မှုတွေကိုရက်တန့်စည်းလိုခဲ့ပါသည်။ ဗုဒ္ဓဘာသာထွန်းကားပြန်ပွားစေလိုတဲ့ရည်ရွယ်ချက်ကြောင့်ပိဋကတ်အစစ်အမှန်ကို ရှောက်ဖွေခဲ့ပါသည်။ဒါကြောင့်တထုံမှာပိဋကတ်သုံးပုံကို တောင်းခံပြီးတထုံမင်းကလက်မခံတော့သူရဲကောင်း၄ဦးနဲ့တထုံကိုသိမ့်ပိုင်အောင်မြင်ခဲ့ပြီးပိဋကတ်သုံးပုံကိုပုဂံကိုပင့်ဆောင်ပူဇော်နိုင်ခဲ့ပါသည်။အဲ့ဒီအချိန်ကစပြီးပုဂံမှာဗုဒ္ဓဘာသာကိုဘယင်းကစလို့မူကြီးမတ်ရတိနာပတိအရာရှိအရာခံတွေနဲ့ပြည်သူအများစုက လက်ခံကျင့်သုံးလာကြပြီးဖျားပထိုးတွေတိဆောက်ရမှာ တက်တက်ကြွကြွပေါဝင်လာကြပါလိမ့်။ဒါကြောင့်ဖျားတီးတဲ့နေမီဟာနန်းတော်ကစပြီးမြို့တော်တုံးအင်မတန်အလန်းဝေးတဲ့အရက်ဒေတာတွေအထိပြန့်နှံ့သွားပါလိမ့်။ပိတကက်သုံးပုံကိုမြမပြန်ဆူစီရမလို့မြမစလုံးအသုံးပြုမှုကလည်းပြန့်နှံ့သွားပါလိမ့်။ဖျားတီးသူတွေကနောင်လာနောင်သားတွေတီးအောင်ကြောက်စားရီမှသူတို့ရဲ့ကုသိုလ်ကောင်းမှုတွေကို ရှိထိုးတဲ့ဓလိထွန်းကားလာခဲ့ပါလိ။တိဆောက်သူရဲ့အမည်နဲ့လူမှုအဆင့်အတန်းဝတ်တကောက်မြေရဲ့အသေးစိတ်အချက်အလက်လူရန်နေပစ္စည်းဖြစ်စရာစရင်လူရန်ရသောရည်ရွယ်ချက်နဲ့အလူကိုဖျက်ဆီးသူတွေအတွက်စိန်စာတွေကိုပါလူရန်နေဖျားမရည်ထိုးကြပါလိ။ထင်ရှားတဲ့ဖျားပထိုးများကတော့အနောယထာမင်းကြီးတီးခဲ့တဲ့ရွှေစည်းကုံစီတီရွှေစံတော်စီတီလောကနန္ဒာဖျားကျန်စီမင်းကြီးတီးခဲ့တဲ့အာနန္ဒာဖျား အလိုတော်ပြီဖရာမြစီတီရာဇကုမာမင်းသားတီခဲ့တဲ့ဂိုးပြောက်ကြီးဖရာအလောင်းစီသူမင်းကြီးတီခဲ့တဲ့တပ်ပေညုဖရာလောကထိပ်ပန်ဖရာနရသူမင်းတီခဲ့တဲ့ဓမယံကြီးဖရာနယပတိစီသူမင်းကြီးတီခဲ့တဲ့ထီလိုမင်းလိုဖရာစူလာမဏိဖရာနယပတိစီသူမင်းကြီးတီခဲ့ပြီးတားတော်နရောင်းမြမင်းဆက်လက်တီခဲ့တဲ့ကရော့ပလင်ဖရာကြစွာမင်းတီခဲ့တဲ့ပြတ်သက်ကြီးဖရာတို့ဟာ အလွန်တက်ပေစွာကြီးကျယ်ခမ်းနားတင့်တယ်ပြီးလူတီများကြောကြားလာပါလိ။ဒါအပြင် ပြူစောတီတီခဲ့တယ်လို့လူတီများတွေဘုဖျားအပေယတနာဖျားအစရှိတဲ့ဖျားစီတီပထိုးများစွာကိုဟူးမြော်ကြီးညိုနိုင်ပါလိ။ဖျားစီတီများအနက်အနုအာနန္ဒာဒုဓမယံညံတပေညုတကူရွှေစည်းကုံဆိုပြီးအနုလက်ရအလှဆုံးက အာနန္ဒာဖျားဒုရေအကြီးမဆုံးမှာဓမယံကြီးဖျား ညံတော်အမြင့်ဆုံးဟာတပေညူဖရာတကူအကြီးဆုံးမရွှေစည်းကုံဇေဒီလို့လည်းထင်ရှားပြီးမှတ်သားလေးလာကြပါလိမ့်။အနောယထာမင်းကြီးရွှေတော်လီစုဌာပနာထားရာရွှေစည်းကုံလောကနန္ဒတူရင်တောင်ဖရာနဲ့တန့်ချီတောင်ဖရာတို့ကို နေမောမတည့်မီအတိတ်ထံဖူးမြော်စုတောင်းမာကစုတောင်းပြည့်တယ်လို့လေလူတီများကြော့ကြားလာပါလိမ့်။ကဘာအမွေအနှစ်စရင်ဝင် ရာဇာကူမာမင်းသားရေးထိုးခဲ့တဲ့ မြစီဒီကြောက်စာပါအဝင် အခြားကြောက်စာတွေကိုလည်းစိတ်ဝင်စားဖွယ်လေ့လာတွေ့ရှိနိုင်ပါသည်ခေတ်ဆက်ဆက်စနစ်တကျထိမ့်သိမ်းထားနိုင်မှုနေပါခဲ့တာတောင်းယနေ့အထိတိုင်ဖျောင်းပထိုးထောင်ကျော်တည်ရှိနေတဲ့ရှေးဘီသူကလက်ရခိုင်ခံမှုကလည်းကမ္ဘာလေခရီးသွားတွေကိုဆွေးဆောင်နေပါသည်မြန်မာမှန်ရင်ပကံရောက်ဖူးရမယ်ဆိုတဲ့အဆိုနဲ့အညီထေရဝါဒဗုဒ္ဓသာသနာစတင်ထွန်းကားပြန့်ပွားရန်ပကံမျိုးဟောင်းအကြောင်းကို လေလာနိုင်ဖို့အတွက်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။